အတိစိတ်နဲ့သိเสียအာယုံဒါရီယာဆက်တွယ်လာဆက်တွယ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုအာယုံနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရခံစားမှုလို့ပြောကြရင်လည်းပြောအတွေ့အကြုံတွေရဝေဒနာဖတ်တာပစ္စယဝေဒနာဒါကိုကိုစဉ်းစားကြည့်ပေါ့ဟုတ်မဟုတ်မျက်စိကမြင်လိုက်တဲ့အခါပြင်မဲ့အာယုံနဲ့ကိုယ်စိတ်နဲ့ဆက်တွယ်မိသွားဆက်တွယ်မိသွားတဲ့အခါမှာခံစားချက်လေးတွေပေါ်လာတယ် ကောင်းတဲ့အာယုံလေးတွေးလိုက်လို့ရှိရင်စိတ်ကပျော်သွားတယ်။မကောင်းတဲ့အာယုံပေါ်လာလို့ရှိရင်စိတ်ကမပျော်ဘူး။ဟောစိတ်ထဲမဲ့ခံစားမှုလေးတွေမတူညီတဲ့ခံစားမှုရိုးနေတဲ့အာယုံတွေ့ရင်လည်းဘာမှမဖြစ်ဘူး။ဟောကျုံနေကြအာယုံကြအဲ့တော့ပျော်သွားတယ်ဆိုတာသောမနတဒုက္ခဝေဒနာမပျော်ဘူးဆိုတာမကြိုက်ဘူးဆိုတာဒုက္ခဝေဒနာပျော်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင် မကြိုက်တာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခာဟောဟတ္တပစ္စယဝေဒနာ